ရတော့တပားရဲ့တရားတပုတ်မှာပေါ့နော်တီးခန့်ခြင်းဆိုတာတကယ်တော့အရှုံးပေးလိုက်တာမဟုတ်ပါဘူးတဲ့အနိုင်ယူလိုက်တာပါလို့ဆိုထားပါတယ်တဲ့ဒီအကျေကိုတော့ရှင်းပြမသွားပါဘူးတဲ့ကျွန်တော်အနေနဲ့ကတော့အနိုင်ယူခြင်းဆိုတာထက်အနိုင်ရလိုက်ခြင်းလို့ဆိုလိုတာကိုပဲနှစ်သက်ပါတယ်တဲ့ကိုယ်တိုင်ကအနိုင်ယူလို့စိတ်မရှိလို့ပါပဲတဲ့ဆရာအနေနဲ့လဲပေါ့နော်တီးခန့်ခြင်းဆိုတဲ့တရားကိုပို့ပြီးတော့ပြည့်စုံသွားအောင်ဟောကြားမှုနဲ့တကွဖြည့်ဆက်ဟောကြားပေးဖို့အတွက်မြတ်တာရက်ခံအပ်ပါရခင်ဗျာဆိုပြီးတော့မြင်မြန်ထားပါတယ်ဆရာဟုတ် အဲဒီမိကုန်းနဲ့ဆက်ပြီးပြောရမယ်ဆိုရင်တော့ဟိုပထမဆုံးပြောချင်တာအာဘော်ပေါ့ဗျာနော်အာဘော်ဆိုတာဘာလဲဆိုရင်သူကပြောသူဟောသူရေးသူမေးသူရဲ့နှလုံးသွင်းဆိုလိုခြင်းကိုခေါ်တာပေါ့အာဘော်ဆိုတာနှလုံးသွင်းဆိုလိုခြင်းအဲ့ဒါအမြဲတမ်းရေးကြည့်တာပေါ့နော်အာဘော်သိမှဖြစ်တာဘာလို့လဲဆိုတော့ကျွန်တော်တို့စာမေးပွဲတွေမှာမိကုန်းထုတ်တဲ့ပုစကပုဂ္ဂိုလ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အာဘော်ကိုမိအောင်မဖြေနိုင်ဘူးဆိုရင်အဲ့ဒါအမှတ်မရဘူးထိုနည်းတူစွာပဲလောကမှာလည်းပဲတစုံတစ်ခုကပြောတယ်ဆိုတယ်ဟောတယ်ပေါ့နော်ရေးတယ်ပေါ့ ူ့ရဲ့အာဘော်ဆိုတဲ့နှလုံးသွင်းဆိုလိုရင်းကိုသိဖို့လိုတယ်။နှုတ်ရင်ခကြီးမပေါ့ဘူးပေါ့။အခုမေကွန်ကအဲ့လိုဖြစ်နေတယ်။ဘာလို့လဲဆိုတော့သူမေးထားတယ်ဆရာတော်တစ်ပါးကနေဟောတယ်။တိခန့်ချင်းဆိုတဲ့ခန့်ဒီဟာအနိုင်ယူခြင်းဖြစ်တယ်ပေါ့နော်။အရှုံးပေးလိုက်ကြမဟုတ်ဘူးအနိုင်ယူလိုက်ကြဖြစ်တယ်ပေါ့။အဲ့တော့ तू ကတော့အဲ့လိုမလို့မခံယူဘူးပေါ့။အနိုင်ရခြင်းလို့ပဲအဲဒီလိုပဲမြင်ကျင်တယ်ပေါ့နော်။အဲ့တော့အာဘော်တွေရှုပ်ထွေးကုန်တာ။ဘာလို့လဲဆိုတော့သူမေကွန်ထဲမှာပါတယ်ဆရာတော်တစ်ပါးအဲ့လိုမျိုးပြောတယ်။အကျေတော့မရှင်းပြဘူးလို့ပြောတယ်နော်အဲ့တော့အကျေမရှင်းပြတော့အဲ့ဒီပြောတဲ့ပုံကိုရဲ့အဘော်ကိုမထိမိဘူးပေါ့နော် အဲ့တော့ကျွန်တော်ပြောချင်တာကတိခန့်ချင်းဆိုတဲ့ခန္ဒီကိုအာပေါ်မိဖို့အတွက်သူပြောငါပြောသူဟောငါဟောတွေတဲ့မြတ်စွာဘုရားရှင်ပြောတဲ့ဟာလေးကိုကျွန်တော်ပြောပြမယ်အဲ့ဒါဘာလဲလို့ဆိုတော့ခန္ဒီဆိုတဲ့တိခန့်ချင်းနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ဟောတဲ့တရားကမြတ်စွာဘုရားရှင်တပါးတည်းဟောတာမဟုတ်ဘူးပွင့်တော်မူတိုင်းဘုရားရှင်တိုင်းဘုရားရှင်တိုင်းအမြဲဟောတယ်ဟာပေါ့အဲ့ဒါကိုဩဝါဒပါတိမောက်လို့ခေါ်တယ်အဲ့တော့ဩဝါဒပါတိမောက်မှာဘာပါလဲဆိုတော့တပ္ပပါပတအာကရဏံကုသလတဥပတံပရာသစိတ်တပရိယောတပဏံဆိုတာရှိတယ် ဂါထာကတော့သုံးဖို့လည်းရှိတယ်မကောင်းမှုရောကောင်းမှုဆောင်ရှင်အောင်စိတ်ကိုထားပေါ့ဒါပေမဲ့လမ်းညွန်ချက်ကြီးက73ချက်ရှိတယ်အဲ့ဒီထဲမှာတစ်ချက်ကဒီဟာနဲ့ပတ်သက်တယ်အဲ့ဒါဘာလဲဆိုရင်ခန္ဒီပရမန်တဘောတိတ္တခါဆိုပါမြန်မာလိုပြောမယ်ဆိုရင်တော့တိတိခါဟုဆိုတော့သိခန့်ခြင်းခန္တီတီမြတ်သောအကျင့်ကြီးလို့ပြောတာအဲ့တော့တိတိခါဆိုတာသိခါသုံးပါးကိုပြောတာမဟုတ်ဘူးသီလသမားတိပညာခန္တီရဲ့နာမည်ကွဲပဲတိတိခါဒါအာဘော်ကိုပြောပြောလို့တာပါဒါကြောင့်တိတိခါဟုဆိုတော့သိခန့်ခြင်းခန္တီတီမြတ်သောအကျင့်ကြီးလို့ ဒီထဲမှာပါတယ်ဩဝါဒပါတိမောက်ကောင်းပြီဒါပြမြတ်သောအကျင့်မှာမြတ်တဲ့အကျင့်တွေအများကြီးရှိတယ်ဘလို့ပုံစံနဲ့မြတ်တာလဲလို့ပြောတချို့ကလှူဒန်းခြင်းနဲ့မြတ်တယ်တချို့ကသီလဆောက်တည်ခြင်းနဲ့မြတ်တယ်ပေါ့ကွာသူကအဲ့လိုမဟုတ်ဘူးတိခဏ်ခြင်းဆိုတဲ့သဘောတရားနဲ့မြတ်တာလို့ခေါ်တယ်အဲ့တော့မြတ်တော်အလုမှန်တဲ့များအဋ္ဌိကာရဏဝဋ္ဌိကာရဏတပ္ပတမတ္တိကာရဏဆိုတော့အောင်မြင်ခြင်းတရားတွေပဲအကျိုးတရားတွေဖြစ်ထွန်းနေလို့ဆိုတယ်ဒါကြောင့်ခန္ဒီသည်မြတ်သောအကျင့်ဖြစ်တဲ့အတွက်ခန္တိခဏ်ခြင်းသည်အောင်မြင်ရာဆိုပြီးတော့နောက်ထပ်တစ်ပုတ်ထွက်တယ် အဲ့ဒါပါလဲလို့ဆိုရင်ရှင်ဘွားအနဲ့ခေါ်တာပေါ့ခုနကတော့ဒိုက်ရိုက်အနဲ့ပေါ့ခုနကသိခန့်ချင်းဒီအောင်မြင်ရဆိုတာရှင်ဘွားအနဲ့ပေါ့ခုနကဘုံကြီးခေါ်တာနဲ့မိကွန်းရှင်မေးတာနဲ့အယူဆတွေကိုယ့်အကူကောက်နေတာကကြရက်အနဲ့ခေါ်တာပေါ့နော်ဒါကြောင့်ကြရက်အနဲ့ကိုခဏဖယ်ထားပြီးတော့လက်စားပြချင်းအလိုကြပေါ့နော်ဟိုဒိုက်ရိုက်အနဲ့အဲ့ဒီကမှနည်းနည်းဆိုရင်ရှင်ဘွားအနဲ့ယူလို့ရတော့ကောင်းပြီအဲ့တော့မြတ်တော်အကျင့်လို့ပြောတဲ့အခါမှာမြတ်တော်အကျင့်မြတ်တော်လုပ်ငန်း၁၀ခုရှိတယ်အတိအကျပြောရင်အဲ့ဒါပါရမီ၁၀ပါပဲ ပရမဏံဥဒ္ဓမဗုဒ္ဓဇာဏံကမ္မံပါရမီပေါ့နော်ပရမဏံမြင့်မြတ်သူတို့ဥဒ္ဓမဗုဒ္ဓဇာဏံထက်တန်းကြသူတို့ကမ္မံအလုပ်ဒီထက်တန်းကြတဲ့အလုပ်မြင့်မြတ်သူတို့ရဲ့အလုပ်ပေါ့ဒါကြောင့်ခန္တီဒီပါရမီနဲ့တွဲပြီးသုံးလို့ရတယ်ခန္တီပါရမီလို့သဘောတူတဲ့အတွက်ရှင်တွဲပြီးသုံးလို့ရတယ်နော်အဲ့တော့ခန္တီပါရမီခန္တီကိုပါရမီထိုက်အောင်လုပ်မယ်ဆိုရင်ဘာလို့လဲလို့ဆိုတော့နိခမတ်တက်လို့တယ်လို့ပေါ့နော်နိခမတ်နိခမတ်ဆိုတာထွက်မြောက်ခြင်းလို့ခေါ်တယ် ။ဘယ်ကနေထွက်မြောက်လဲဆိုကာမဆိုတဲ့လောင်အိမ်တို့ဘဝဆိုတဲ့ထောင်အိမ်တို့ကနေထွက်မြောက်တာပေါ့ဗျာ။ကာမတဏ္ဍဘဝတဏ္ဍကနေလွတ်မြောက်အောင်လုပ်တာပေါ့။ဘဝကောင်းမှုတစ်ခုလုပ်ရင်အကျိုးပေးတယ်ရှိတယ်။ဘဝတံပတ္တိတွေရှိတယ်၊ဘောဂတံပတ္တိတွေရှိတယ်။အဲ့ဒီတစ်ခုမှမလိုချင်မဲနဲ့အဲ့ဒီကနေထွက်မြောက်တာပေါ့။နိဗ္ဗာန်ဝင်သားလေးဥတည်တဲ့ဟာပေါ့နော်။အဲ့ဒီနိခမတ်တက်လို့တယ်။အဲ့ဒီနိဂမတ်တပါတော့မှပါရမီဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့ပါရမီကိုကြာရှိခံနိုင်အောင်မပြတ်မစည်းအောင်ကခုနပြောတဲ့သိခံခြင်းခံနေတဲ့ဥပက္ခာထောက်ပံ့ပေးတာ ဲ့ဒီနှစ်ခုမထောက်ပံ့ပေးကြရင်ပြန်ပြက်သွားတတ်တယ်เนาะအဲ့တော့ကျွန်တော်အခုပြောမယ်ခန်းဒီစရာဘာကိုသိခံတာလဲသူကဒါကိုထပ်ပြီးတော့တကယ်ပြန်လေးပြောပြပါဆိုနည်းနည်းလေးတော့ပြောမှာပေါ့เนาะဘာကိုသိခံတာလဲလို့ဆိုတော့နံပါတ်1ကိုယ့်ချီးမွမ်းထောက်ပံ့တာပြုမှုတွေကိုလည်းသိခံရတယ်နံပါတ်2ကိုယ့်ကိုကဲရရှုပ်ချတာကိုလည်းသိခံပြောရင်တော့အကောင့်လော့ဂရမ်ကိုလည်းသိခံပါဗျာအဆိုးလော့ဂရမ်ကိုလည်းသိခံမှာပေါ့လော့ဂရမ်၈ပါးမှာအဆိုးလော့ဂရမ်နဲ့တွေ့မှသာငါတို့ဟုတ်လားလော့ဂရမ်ကိုတော်တော်ခံရတယ်လို့ပြောကြတာ။အကောင့်လော့ဂရမ်နဲ့ ခံရင်မသိဘူးဒါလောကဓာတ်ကိုခံနေရမှမသိဘူးကိုအောင်မြင်နေတာကိုဖြစ်ချင်တိုင်းဖြစ်နေတာကိုစီးပွားလက်လက်ပါးတွေတိုးွားနေတာအချမ်းရံတွေများနေတာဒါလည်းလောကဓာတ်ကိုခံရတာအဲ့တော့အကောင်လောကဓာတ်၄ပါးနဲ့တွေ့ရင်လောဘနဲ့မာနမဖြစ်အောင်သိခံရတယ်အစိုးလောကဓာတ်၄ပါးနဲ့တွေ့ရင်ဒေါသနဲ့တောကမဖြစ်အောင်သိခံရတယ်။အဲ့ဒါကိုခံနေရက်သိခံခြင်းအစ်စ်ပဲ။နော်အဲ့လိုမျိုးသိခံပေးရ။ကောင်းပြီ။အဲ့လိုသိခံတဲ့အခါမှာခန္ဓာဆိုတာသူတို့ကောင်းတရားဖြစ်တဲ့အတွက်အစွန်းနှစ်ပါးကိုရှောင်ရတယ်။ အန္တပရိပဒါလို့ခေါ်တာပေါ့နော်အလယ်လက်လမ်းစဉ်ပေါ့မဇ္ဈိမပရိပဒါပေါ့အဲ့တော့မဇ္ဈိမပရိပဒါအလယ်လက်လမ်းစဉ်ဆိုတော့မဇ္ဈိမပရိပဒါဆိုတာအကောင်းနဲ့အဆိုးကြားရှိကြမဟုတ်ဘူးပေါ့ဗျာအကောင်းဘက်မှာရှိတယ်နောက်ပြီးတော့အမှန်နဲ့အမှားကြားမှာရှိတဲ့အလယ်မဟုတ်ဘူးအမှန်ဘက်မှာရှိတယ်နော်ဒါခန္ဒီရဲ့ပရမတ်ထသဘောမှန်ပေါ့နော်ကောင်းပြီဒါဖြစ်ရင်အန္တပရိပဒါဆိုတဲ့အစွန်းနှစ်ပါးကိုရှောင်ရင်နံပါတ်၁ကလက်တုပ်ပြန်ခြင်းကိုရှောင်ရနံပါတ်၂ကဇက်စင်းခံခြင်းကိုရှောင်ရအဲ့ဒါအန္တပရိပဒါပဲအစွန်းနှစ်ဖက်ပဲ ူတို့ကကိုကျူးကျော်စော်ကားလာတယ်ဗောဗျာအဲ့ဒါကိုလက်တော့ပြန်တယ်အဲ့ဒါခန္ဒီရဲ့ဆန့်ကျင်ဘက်ပဲနော်ဆိုလိုတာကလောကမှာရုပ်ဝတ္ထုတွေမှန်မြတ်တက်ရောက်မှုတိုင်းမှာတံပြန်သက်အာရှိတယ်နန္တရားတွေမှာလည်းတက်ရောက်မှုတိုင်းမှာတံပြန်တုံ့ပြန်မှုတွေရှိတယ်အဲ့ဒီတုံ့ပြန်မှုတွေရာဥပမာပြပြသူတစ်ချက်သူကိုတစ်ချက်ဗောဗျာသူကမာတယ်ဆိုကိုကမာတယ်ဗောဟိုတင်ကောင်းနေကျွန်တော်မဆိုးပါဆိုတာဓာတ်ရီကခန္ဒီရဲ့ဆန့်ကျင်ဘက်တွေပဲခန္ဒီကအဲ့ဒါလိုမျိုးမဟုတ်ဘူး ခုနပြောတဲ့မဇ္ဈိမပဋိပဒါဆိုတာအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းအတိကိုအတိတိုင်းရှင်းပြရရမယ်။အဲဒါလိုရှင်းပြပြီးတော့မှမိမိသိခံခြင်းခွင့်လွန်ခြင်းနဲ့နေတက်သွားတာကိုခံတည်လို့ခေါ်တယ်။အဲခုနပြောတဲ့လက်တုပ်ပြန်ခြင်းဆိုတာဟိုလောကဓမ္မတာပဲလေနော်အစုံတိုင်းသွားနေတာပဲအဲ့ဒါကခန္ဒီမဟုတ်ဘူးသူကခန္ဒီရဲ့ဖြောင်းဖြောင်းကြီးစက်ခြင်းပဲနောက်ဇက်စင်းခန္ခြင်းကြတော့ပုံတူစက်ခြင်းပဲမသိရင်တော့ခန္ဒီလို့လို့ပါလို့နဲ့ဇက်စင်းခန္တာအဲ့ဒီဇက်စင်းခန္တာကလည်းဘာကြောင့်ခန္ဒီနဲ့ သဘောတရားတဲ့ဟိုမဝင်လဲလို့ဆိုတော့ညံ့မပါလို့နော်အဲ့ဒီလိုမျိုးကျူးကျော်စော်ကားမှုတွေနောက်ထပ်မဖြစ်အောင်လို့ဆိုပြီးဇက်စင်းခံပေးတာအဲ့ဒါလည်းမိရဲ့စိတ်ကိုအမတန်ဆန်းကျင်ပြီးလိုရတဲ့အတွက်အတ္တကိလမထာနူယောကခုနကလက်တုံပြန်နေဆိုတာလေကိုယ်စိတ်ရဲ့အလိုကိုလိုက်ကြဖြစ်တဲ့အတွက်ကာမတုခံလိကနူယောကဓမ္မစကြာနဲ့တွဲရင်ပေါ့အခုစလုံးကပါလေအန္တပတိပဒအစွန်းနှစ်ပါပဲအဲ့တော့ခန္ဒီပါရမီဆိုတာအဲ့လိုမဟုတ်ဘူးပေါ့နော်ပါရမီထိုင်အောင်အဲ့ဒီခုနကဇက်စင်းခံခြင်းလည်းမဟုတ်ဘူးလက်တုံပြန်ခြင်းလည်းမဟုတ်ဘူးအဲ့ဒီအလေအလတ်မှာခန္ဒီဆိုတာရှိကြပါရဲ့ ရှိကြပြရတဲ့စားအရှိကိုရှိတဲ့အမှန်ဝမှန်နဲ့တစ်ဖက်ကိုနားလည်အောင်ပြောပြနိုင်ရတယ်တင်ပြနိုင်ရတယ်ပြီးတော့မှအဲ့ဒါကိုမလုပ်လဲဆိုရင်ခွင့်တော့ပေးလိုက်တယ်နော်သူတို့ကောင်းနေတဲ့စိတ်ကြံတယ်ဒါကြောင့်လောကထဲမှာကျွန်တော်တို့သွာလာနေတဲ့အတိုင်းကျန်ကမှာကိုယ့်ဘောမှာမတရားမှုတွေအများကြီးကြုံတွေ့နေမှာပဲအသေးအဖွဲကနေစပြီးတော့အကြီးကြီးပေါ့အဲ့ဒါလိုကြုံတွေ့တဲ့အခါမှာတကယ်သူတို့ကောင်းတွေကကျင့်သုံးမယ်လို့ဆိုရင်ယထာမူရညံနဲ့ခုနအတိုင်းတွေးတိုက်တယ်တွေးလိုက်တဲ့ကအမှန်ဝင်သိလာအမှန်ဝင်သိတဲ့အခါမှာလက်တော့ပြန်ခြင်းကြောင့် ဇက်စင်းခံခြင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားရဲ့အာဒီနဝအပြစ်ကိုမြင်လာတယ်။အဲဒါလိုအပြစ်ကိုမြင်တာနဲ့အမျှမိမိရဲ့သိခါကိုမိမိစောင့်ထိန်လာတယ်။စောင့်ထိန်လာနိုင်တာနဲ့အမျှကိုသိခါကိုဟိုပါပေါ့အလေးကရုပြုလာတယ်ပေါ့။အဲလိုအလေးကရုပြုလာတာနဲ့အမျှခုနကဇက်စင်းခံခြင်းကိုလည်းလွတ်မယ်။လက်တို့မြန်ခြင်းကိုလည်းလွတ်ပြီးတော့အမှန်အမှန်တိုင်းရှိလို့ရှိတိုင်းသဘောတရားသစ္စာအမှန်ကိုတင်ပြပြီးတော့သူ့ကိုသူတို့ကောင်းတွေရဲ့စိတ်ဓာတ်နဲ့တိခန့်ခြင်းခွင့်လွန်ပေးလိုက်ခြင်းနဲ့ခန္ဒီအစစ်မှန်ဖြစ်ပါတယ်လို့နော်ဒါလေးပြောကြရင်ဒီကုန်းချုပ်ပါ